သေခြင်းတရားကိုစိန်ခေါ်ရဲတဲ့တရားလူတွေကတတန်းရှင်ပုံမျိုးမျိုးကြိုးစားကြတယ်ဒါပေမဲ့ဘလို့မှမတက်နိုင်ကြပါဘူးပင်ရတဲ့ကတရားတွေကတော့တတန်းရှင်တာထက်ကိုကြော်လို့နေပါဘူးအဆိုပါတရားကတော့ဂျယ်လီဖိလို့ခေါ်ပါတယ်ဒီတရားတွေအတွက်တော့သေဆုံးခြင်းဆိုတာဂျုံရန်စကားတစ်ခုလို့တော့ထင်နေကြမှာပါဘာလို့လဲဆိုတော့ဂျယ်လီဖိတွေကအသက်ကြီးလာတဲ့အခါသူတို့ရဲ့ဆဲတွေကလည်းအသေးပြတဲ့မွေးဖွားလာသလိုမျိုးပြန်ငယ်သွားကြလို့ဖြစ်ပါတယ်ဒါဆိုရင်တတန်းမရှိတဲ့ဂျယ်လီဖိတွေကဘလို့ပေါ်လာတာလဲတတန်းမကုန်ရင်ရောဘာလို့မသေးတဲ့ငွေဘွားကိုပြန်ရောက်သွားတာလဲဆိုတာကတော့ တင်းငယ်ပြီးဖောက်ထွက်မြင်နိုင်တဲ့ jelly fish တွေကိုတော့1880ပြည့်နှစ်တွေမှာအီတလီနိုင်ငံကမြေထဲပင်လယ်ထဲမှာပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ထူဆန်းပြီးတော့ဂျိုသားတစ်ကောင်လိုသရဝါကိုမယုံနိုင်တော့ဖြစ်စေတာကတော့သူ့ရဲ့မသိနိုင်တဲ့စွမ်းအားပဲဖြစ်ပါတယ်။ဒီသရဝါကိုတတ်လိုက်ရင်သိစေနိုင်တယ်လို့ဆိုပေမဲ့တကယ်တမ်းမှာတော့အိုမေးပြီးမသိနိုင်မှုလို့ဆိုလိုတာဖြစ်ပါတယ်။သရဝါတွေအားလုံးမှာတန်းတန်းအကန့်အသတ်ရှိပေမဲ့ဒီ jelly fish ကတော့ရွယ်ရောက်ပြီးသားဆင့်ကနေမျိုးမပွားရသေးတဲ့ဇယ်လီသားလောင်းဆင့်ကိုပြန်ရောက်နိုင်ပါတယ်။ဒီဖြစ်ပြဟာလက်ပြတစ်ကောင်ကနေပိုးဖလန်လေးဆင့်ကိုပြန်ပြောင်းသွားတယ်နဲ့အတူတူပါပဲ။ ဒီမသိပြောဂျယ်လီဖစ်ဟာပန်နူလာလို့ခေါ်တဲ့သိငယ်တဲ့ပိုးလောင်လန်းဖြစ်တဲ့ဘွားကိုစတင်ပါတယ်။အဲ့ဒီပိုးလောင်လန်းဟာပင်လယ်ကျဲပြင်မှာတွေ့ကပ်ပြီးပိုးလေးလို့ခေါ်တဲ့စနေနာစုဝဲဖြစ်ကြီးထွားလာပါတယ်။အဆိုပါပိုးလေးကနေမှတပတ်လောက်အတွင်းမှာရွယ်ရောက်လာပြီးသားဂျယ်လီဖစ်တွေဖြစ်လာကြပါတယ်။ရွယ်ရောက်လာတဲ့အခါမှာတော့4.5မီလီမီတာလောက်သာရှိတတ်ပြီးအလွန်သိငယ်တဲ့သတ္တဝါလေးတွေဖြစ်ပါတယ်။အကောင်သေးပေမဲ့အစိပ်ပြင်းနေဆိုတဲ့အတိုင်းပါပဲ။အဆိုပါကောင်လေးတွေမှာတော့မယုံနိုင်တော့အောင်စွမ်းအားတွေရှိနေပါတယ်။ ထိခိုက်တဲ့ရတဲ့အခါမှာပဲဖြစ်ဖြစ်အစာငမ်းမှုလာတဲ့အခါမျိုးမှာပဲဖြစ်သူ့ရဲ့လက်ဒဏ်တွေကိုသိမ့်ပြီးခန္ဓာကိုယ်ကိုကြုံကပင်လယ်အကျမ်းမြင့်ကိုတဖန်နှင်းမြုပ်ပြီးဘဝစာဝန်ကိုအစ်စ်ကနေပြန်လဲစတင်နိုင်ပါတယ်။ဒါအပြင်ချိန်ကြာလာတာနဲ့အမျှမူလဂျယ်လီဖစ်နဲ့မျိုးရိုးပီဇာတူတဲ့ဂျယ်လီဖစ်အစ်စ်တွေဟာသရေသားကနေစပင်လယ်ပြင်ကိုထုတ်လွှတ်နိုင်ပါတယ်။နောက်ထပ်မယုံနိုင်စာကောင်းတာကတော့အန်လန်နဲ့ကြုံလာတဲ့အခါပြောင်းလဲခြင်းလုပ်ငန်းစဉ်ကိုခြေပွားများစွာထက်ခါထက်ခါလှုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ဒီသဘောဝဖြစ်စဉ်ရဲ့သူ့တွေစီများပြားဟာလူသားတွေရဲ့ပြည့်စည်သွားတဲ့အင်္ဂါစိတ်ပိုင်းတွေအတွက်သေဆုံးသွားတဲ့တ िश ူးတွေကိုပြန်လဲပြည့်ပြင်နိုင်ဖို့ ဂျယ်လီဖိရဲ့ဆဲတွေကိုအသုံးပြုနိုင်တဲ့နီးလန်းကိုရှာဖွေနေကြပါတယ်။ဒါကြောင့်တနေ့နေ့မှာဂျယ်လီဖိတွေလိုမျိုးလူစားတွေအနေနဲ့နှစ်ထောင်ပေါင်းများစွာအသက်ရှင်နိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒီတော့တင်ကိုရာရောငရွေတဲ့တင်ရဲ့ဘဝကိုပြောင်းလဲနိုင်ပြီးထောက်ပြအသက်ရှင်တဲ့ဆွေမျိုးပိုင်ဆိုင်ခြင်းပါလား။ပိတ်သက်ကြီးကမြင်လေးကိုလည်းအောက်ကကောမန့်လေးမှာဖြည့်ပေးခဲ့ကြပါအောင်။ဗီဒီယိုလေးကိုကြိုက်ထက်တဲ့ဆိုရင် like လေးပေးပြီး channel လေးကို subscribe လုပ်ခဲ့ကြပါအောင်လို့ပြောရင်းဒီတစ်ပတ်တင်ဆက်မှုကိုဒီမှာပဲဆုံးသတ်လိုက်ရပါတယ်။